ကိုအုပ်ချုပ်ထားတဲ့တိုင်းသူပြည်သားတွေအေးချမ်းအောင်ချမ်းသာအောင်ညီညွတ်အောင်မျှတအောင်စိတ်နှလုံးသားကကရုဏာမေတ္တာနဲ့အုပ်ချုပ်မှဘယင်းတိုင်းသူပြည်သားဆင်းရဲအောင်ဒုက္ခရောက်အောင်ကြံဆောင်နေတဲ့ပုံကိုယ်တွေဟာဘယင်းမဟုတ်ဘူးယန်သူဓမ္မယတပုံခေါ်တဲ့ရှင်းမလားအဲ့တော့မင်းကောင်းမင်းမြတ်ဖြစ်ဖို့လိုအပ်မလိုအပ် ထားအဲ့ဒီပိုင်းကိုကိုမိသားစုမှလည်းဒီတိုင်းပဲမိသားစုရဲ့အရှင် သခင်ဆိုရင်ဒီမိသားစုကိုတာဝန်ယူထားသူဆိုရင်ဒီမိသားစုအပေါ်မှာမေတ္တာကရုဏာရှိရသီလသမာဓိပညာလက်ဆင်ကမ်းနိုင်ရဓမ္မမိသားစုရဲ့အရှင်သခင်အဆောင်ရောင်ကဒီကလာဒါမို့တက္ကသိုလ်ကြီးတွေဖွင့်နေမန္တလေးတက္ကသိုလ်ကြီးဖွင့်သွားခဲ့တဲ့ထူထောင်သွားခဲ့တဲ့ဆရာဦးကိုလေးပမောက္ခဒေါက်တာဦးကိုလေးပြောသွားတဲ့စကား သိကောင်းတယ်ဒီသက်ကတော်ကြီးဖွင့်တာလက်မှတ်ပေးဖို့ဖွင့်တာမဟုတ်ဘူးတဲ့ဘယ်လက်မှတ်ပေးဖို့သက်ကတော်ဖွင့်ထားတာမဟုတ်ဘူးတဲ့သက်ကတော်เจ้าကတက်တယောက်တင်ကြားသွားတဲ့ပုံကိုယ်တွေဟာအမြင်ကျင်ရသဘောထားကြည့်ရကိုခြင်းတရားပြည့်စုံရသီလသမာဓိပညာပြည့်စုံတဲ့အမျိုးကောင်းသားတွေမွေးထုတ်ဖို့သက်ကတော်လုပ်တာတဲ့